င်္ဂလာပါရှင်အဆော့ကစ်စီစဉ်မှာကြိုဆိုလိုက်ပါတယ်ညီမမဲပါပါရှင်မင်္ဂလာပါခင်ဗျာကျွန်တော်တာတူးပါဟုတ်ကဲ့မဲပါရေရှင်းကိုမင်္ဂလာပါဒီနေ့အကိုဘာကြောင်းလေးညပြပြပေးမယ်အော်အေဘောဒါဒီနေ့အခုပြပြပေးမယ်နော်စိတ်ဝင်စားစရာလည်းကောင်းတယ်စဉ်းစားတယ်လည်းအများကြီးပါမယ်ကျွန်တော်ပြပြပေးမယ်နော်နောက်ထပ်မယ်နော်โอเคပါဒီနေ့ဘက်အခုပြောပြမယ့်အကြောင်းကကျွန်တော်ဒါဇူဒီကီလာအကြောင်းကိုအခုပြောပြပေးမယ်နော်โอเคဒါကဘယ်တော့ဖြစ်တာလဲဆိုတော့အော်1960ခုနှစ်နှောင်းပိုင်းပေါ့နော်1960အစောပိုင်းကာလတွေမှာဖြစ်တယ်ဒီဇူရစ်ကီလာကကြတော့ဒီကယ်လီဖိုးနီးယားမြောက်ပိုင်းကိုသူက တကယ်အထိတ်တလန့်ဖြစ်စေခဲ့တာပေါ့နော်ဟုတ်သူအ ਨੇ ဆုံးသူလူ9ဦးတက်ပြီးနေပြီတကယ်တော့စုစုပေါင်းသူဘယ်လောက်ထိတက်ထားလဲဆိုတော့39ဦးထိတည်ဆုံးတယ်ဆိုပြီးတော့တောင်မှသိရတယ်သူတက်ခဲ့နော်39ဦးอ่ะอืมဟုတ်တယ်သူကဟုတ်တယ်လူ39ဦးကိုတည်ဆုံးစေခဲ့တာဆိုပြီးတော့အခိုင်အမာကိုသူကစိုးထားတာဘယ်လိုမျိုးလဲသူကစာဖို့တာလားอืมဟုတ်တယ်သူကလီယိုမှာတယောက်ပဲကွာအဲ့လိုမျိုးနော်ရုပ်ဆက်ပြပြမယ်နော်1968ခုနှစ်ကွာဒီဇင်ဘာလ20ရက်နေ့မှာဒီကယ်လီဖိုးနီးယားပြည်နယ်ဘယ်လိုကျအနီးမှာဒါ ဟိုပေါ့7နှစ်ဝင်ကျင်မှာပေါ့နော်အသက်18နှစ်အရွယ်ဒေးဗစ်ဖရက်ဒယ်နဲ့သူ16နှစ်အရွယ်ဘတ်ဒီပေါ့နော်ဘတ်ဒီလိုအာဂျက်ဆန်အဲသူတို့ကွာဒီလစ်ဟာမန်လမ်းမှာရှိတယ်ဒီကြောက်စစ်ခင်းထားတဲ့ဒီကားရနာတဲ့နေရာမှာဒီရက်ထားတဲ့ကားပေါ်မှာသူတို့ထိုင်နေတာအဲအဲ့ချိန်မှာဘာဖြစ်လဲဆိုတော့သူပြတ်သက်ခံလိုက်ရတာဟုတ်ရဲရောက်လာအခါကျတော့သူကွာဒီကားနဲ့ပေ30အကွာမြေပြင်မှာပေါ့နော်ဒီဘတ်တီတိဆုံးနေအောင်လေတွေ့ရှိပေးမယ်လေဒီဒေးဗစ်ကတော့ကွာဒီအသက်ရှင်နေသေးတယ်လို့သူကပြောတယ် ဒါပေမဲ့ဒီဒေးဗစ်ကဆေးရုံကိုသွားဖို့လို့သူတို့ခေါ်သွားရတယ်ပေါ့နော်အဲ့သွားတဲ့လမ်းမှာပဲဒေးဗစ်တည်ဆုံသွားခဲ့တယ်တဲ့အဲ့အချိန်မှာဒီလူတက်မှုကဂွင်းဆက်လူတက်တမားလှုပ်လိုက်တဲ့ဒါလှုပ်ရဖြစ်တယ်ဆိုတာဘယ်သူမှမသိခဲ့ကြသေးဘူးပေါ့နော်ဟုတ်ဒါပထမဆုံးလူတက်မှုဖြစ်တာလားဟုတ်ဟုတ်တယ်ဒါပထမဆုံးအကျင့်မှုလို့ပြောပေါ့နော်ဟုတ်တော့ဒီဇူရီရဲ့နောက်ထပ်ဟိုရောက်ဆွေးမှုတွေမှာပေါ့နော်ဒါဇူလိုင်လဟိုပါပေါ့၄ရက်ပေါ့နော်ညတကောင်းရဲ့အချိန်မှာဒါရခင်ရောက်ဆွေးမှုကျူးလွန်ခဲ့တဲ့နေရာနေပြီးတော့မှဒီမင်းနဲ့အနေနဲ့ကွာဝေးတဲ့ ဟို Blue Rock Spring ဆိုတော့ဒီပန်းချံအနီးမှာဒီကိစ္စထပ်ပြီးတော့ဖြစ်ပွားခဲ့တာနော်သူက Zudit ကသူကလက်နေသမီးနဲ့ကွာဒီရက်ထားတဲ့ကားတစ်စီးအနီးကိုရောက်ရှိလာတယ်အဲ့မှာအသက်22နှစ်အရွယ်ဟို Darling Farin နဲ့အသက်16နှစ်အရွယ်ဟို Maxwell Morgan တို့နဲ့အတူပြတ်သက်ပြတ်တက်ခဲ့တာဗောနော်အဲသူတို့နှစ်ဦးစလုံးကဟိုတာထပ်မံပြတ်တက်ဖို့အတွက်ကိုသူကနောက်တစ်ခေါက်ထပ်ပြီးအဲ့ညောပြန်လာတာနော်ကြောက်တယ်ကြောက်ဆရာကြီးသူကနော်အဲသူတို့တွေးရှိခဲ့နေတော့ဒါနှစ်ဦးစလုံးကအသက်ရှင်နေသေးတယ်လို့တွေးရှိခဲ့ရပါမယ်လေဒီဟိုမီဂိုလ်တယောက်ပဲဗောနော်အသက်ရှင်ခဲ့တယ် တော်မီကဲကကြတော့ဒီတနတ်သမားရဲ့မျက်နှာကိုသူဖော်ထုတ်နိုင်ခဲ့တယ်ပေါ့ကောနော်ဟိုအညူဖြော့ဖြော့တဲ့သဘင်ကောက်ကောင်းတဲ့ဒီငါးဘိတ်ရှက်လမကန်ရှိတဲ့အသက်ဟိုအရက်နေပေါ့နော်ပြီးလို့ရှိရင်အသက်ကဟို26နှစ်ကနေပြီးတော့30နှစ်ကြာမှရှိတယ်ပေါ့နော်ခန္ဓာကိုယ်ကြီးပြီးတော့ကကြတော့ပေါင်200ဒါမှမဟုတ်လို့ရှိရင်ပိုကြီးတဲ့လူဖြူလူငယ်တူအဖြစ်နေသူကပြောပြခဲ့တာဖော်ပြခဲ့တာပေါ့နော်တို့တမောတနအီတွင်းမှာဒီရဲတပ်ဖွဲ့တွေကလည်းဟိုတနတ်သမားလို့ခေါ်တဲ့တနတ်သမားပေါ့နော်အဲ့လူက သူအဲ့လူကဖုံးခေါ်ဆိုမှုတခုကသူကလက်ခံရရှိခဲ့တယ်တဲ့อืมသူကဒီလက်ခံမှန်လူတက်မှုဟာတဏ္ဍသမားဆိုပြီးတော့လေသူကသူဒါဖုံးဆက်တဲ့ချိန်မှာပြောခဲ့တယ်တက်တဲ့သူကအဲ့ရဲတွေစီကိုယ်တိုင်ဖုံးဆက်တာလားอืมဟုတ်တယ်သူကိုယ်တိုင်ဆက်တာဟုတ်အထပ်ပြောပြမယ်เนาะ1969ခုနှစ်ဩဂတ်လ1ရက်နေ့မှာကွာဒီ San Francisco Chronicle နဲ့ပြီးတော့ San Francisco Examiner နဲ့နောက်ပြီးလို့ရှိရင် Bellagio Time Harrow သတင်းဌာနတို့ကပေါ့เนาะ ဒါလူသက်သမားဆိုသူတူးထမ်းလာတာတူညီတဲ့လက်ရည်နဲ့ရေးသားထားတဲ့စာတွေကိုသူကလက်ခံရရှိလိုက်တယ်နော်ဒီစာရေးလက်တဲ့သူကတော့အမှန်တကယ်လူသက်သမားဖြစ်ကြောင်းကိုတတ်သိပြရတဲ့အတွက်ကိုလူသက်မှုနဲ့ပတ်သက်တဲ့တိကျတဲ့အသေးစိတ်အချက်လက်တွေကိုအဲ့စာရီထဲမှာသူကပေါ်ပြထားတယ်ပေါ့နော်ဟိုစာရီမှာဒါထင်ရှားတဲ့အမှတ်အသားတစ်ခုဖြစ်တယ်ဒီအဝိုင်းပေါ်မှာတဲ့သူကဟိုအပေါင်းလက္ခဏာဆွဲထားတယ်နော်အဲ့မှာသူကအဲ့ပေါ်မှာလည်းသူလက်မှတ်ကလေးထိုးထားသေးတယ်တဲ့ နောက်ပိုင်းမှာဒီအမှတ်သားကဒီဇိုရစ်လူသက်သမားရဲ့အမှတ်သားတစ်ခုဖြစ်လာခဲ့တယ်ပေါ့ကွာဒီစာရီထဲမှာသတင်းစာများမှာဖော်ပြစေလိုတဲ့မတူညီတဲ့တင်ဂေတာအစု၃ခုကိုတော့ဖော်ပြထားပြီးတော့တဲ့သူပြောသလိုသတင်းစာတွေမှာမဖော်ပြပြီးလို့ရှင်နောက်တစ်ချိန်ဒီလူသက်မှုကိုသူကထပ်ပြီးတော့ပြုတ်လို့မယ်ဆိုပြီးတော့သူကဆိုထားတယ်တဲ့သူတို့ကဘာကိုဖော်ပြပေးရမှာလူကွာပုံနဲ့မထုတ်ပြီးလို့ရှင်ကွာနောက်ထပ်တက်ပြစ်မယ်လို့ပြောတဲ့အတွက်လေဟော အဲ့ဆိုအဲ့ဒါကြောင့်သူကကြောက်ရွံ့မှုကိုဒီဖန်တီးထားပြီးတော့လေပြီးတော့မှဒီလူသက်သမောင်သူတို့လူချင်းနဲ့ဟာပေါ့နော်ပေးလိုက်သူဖြစ်သွားဖြစ်သွားတာပေါ့နော်အဲ့ဆိုอืมသူကဟိုပေါ့သူပို့တဲ့တင်ဂီတာကုတ်တွေကိုဟိုဖုံနိုင်လို့ရှင်ကွာသူဘသူဆိုတော့တိမယ်ဆိုပြီးတော့ဒါသူကစိုးထားတာပေါ့အဲ့လိုမျိုးလေอ๋ออืมဟုတ်အဲ့လိုဩဂတ်လ၄ရက်နေ့ကျတော့ကွာနောက်ထပ်သူကစာတစောင်ထပ်ပြီးရောက်လာတယ်တဲ့စာရဲ့အစမှာသူကအီဒီမှာယူရစ်စကားပြောခြင်းဖြစ်တယ်ဆိုပြီးတော့သူကစာပိုက်နေသူက ဒီလူသက်သမားကသူကိုယ်တိုင်ဇိုရစ်ယာစီခွင်ဆိုပြီးတော့ပထမဆုံးအချိန်သူကတုံ့နှုံထားတာအဲ့လိုမျိုးเนาะသူက1969ခုနှစ်ဩဂတ်လ10ရက်နေ့ပေါ့အဲ့ကြောင့်လို့ရှင်သူကဟို Salinas California မှာရှိတဲ့ဇုံတွဲတတွဲရပေါ့เนาะအဲ့အဲ့ဒီတင်ဂီတာကုတ်ကိုသူကဖော်နိုင်ခဲ့တယ်တဲ့သူကဘာအဲ့ဘာအတိတ်ပဲဘာလဲဆိုတော့လေငါတက်ချင်းကိုကြိုက်တယ်အဲ့ဒါအရန်ပျော်စရာကောင်းလို့ပဲတဲ့တော်ရဲမှာတလေးဆန်တွေကိုတက်ရတာတက်ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတယ်ဘာလို့လဲဆိုတော့လူဆိုတာတက်ဖို့အတွက် အန်နေအများဆုံးတရိษံမှုလို့ပဲတဲ့ဒီဟာငါ့ကိုအစွမ်းထက်ဆုံးဟိုစိတ်လှုပ်ရှားဟိုစိတ်လှုပ်ရှားမှုနဲ့ခံစားမှုကိုပေးတယ်ပေါ့နော်ပြီးတော့မိမတစ်ယောက်နဲ့ဆက်ဆံရတဲ့ဆိုတော့ပို့ပြီးတော့ပို့ကောင်းတယ်တဲ့တော်ပြီးတော့အကောင်းဆုံးကတော့ငါတည်သွားလို့ရှိရင်လည်းငါကောင်းကင်ဘုံမှာပြန်လဲပြီးတော့မွေးဖွားလာမယ်တဲ့ဟိုပြီးတော့ဟိုကွာငါတတ်ခဲ့တဲ့သူတွေကတဲ့ငါရဲ့ဂျုံနေဖြစ်လာမယ်ပေါ့ငါနာမည်ကိုသူတို့ကပြောမှမဟုတ်ဘူးတဲ့ဘာလို့လဲဆိုတော့ခါကြတော့အဲ့လိုပြောလိုက်လို့ရှိရင်တဲ့ငါသူ့အတွက်ပေါ့ကွာနောက်ဘဝအတွက်ဒီဂျုံနေစုဆောင်းထားတာ ဟိုတဲ့တင်းတို့တားဖို့ကြိုးစားမှမလို့ဆိုပြီးတော့သူကအတိတ်ပဲရတယ်တဲ့မှန်ပြီဖះဖះဒီဒဇွန်တူကိုတက်လိုက်တဲ့အခါမှာဘလို့များသူကနောက်ဘူးဟောက်မှာဂျုံတောက်ရမှာလဲသူဘလို့တွင်းနေလဲမသိဘူးနော်อืมဟုတ်တယ်တမျိုးတော့တမျိုးပဲနော်ဟုတ်ပဲဟုတ်ပါဟုတ်တယ်အဲထပ်ပြောမယ်နော်ဟုတ်တော့စက်တင်ဘာလ29ရက်1969ခုနှစ်မှာကျတော့ဒီကယ်လီဖိုးနီးယားမှာရှိတဲ့ဒီနပ်ပါမှာပေါ့နော်အသက်22နှစ်အရွယ်ဟိုဆက်ဆက်လီယား အာရှစ်ဖရက်ပေါ့နော်သူနဲ့အသက်20အရွယ်ရှိတယ် Brian Hartney ပေါ့သူတို့ကကြတော့ late parasa ကန်းချီမှာကပျော်ဝဲစားထွက်နေကြတဲ့အတွင်းမှာပဲဒီဟိုဆက်ဆော့လေးရအနီးမှာရှိတဲ့တစ်ပင်ရနောက်ွယ်မှာပုန်းနေတဲ့အတွက်မျိုးသားတစ်ယောက်ကစိုက်ကြည့်နေအောင်သူတို့မြင်တွေ့လိုက်တယ်တဲ့ဟုတ်တယ်ပြီတော့အဲ့အချိန်တော်ကြာတဲ့ခါမှာရင်ဘတ်ပေါ်မှာဒီ Zurich Killer တင်ငေတနဲ့ခေါင်းပေါ်မှာဒီကွက်မြတ်သူ style ပေါ့နော်ခေါင်းစုပ်ကိုဆွတ်ထားတဲ့အဲ့အမျိုးသားတစ်ပင်နောက်ကနေထွက်လာခဲ့တယ်တဲ့ပြီးတော့သူကလက်မှာကတနက်တက်လက်နဲ့ဟိုတစ်စီတက်လက်ရှိပြီးတော့ဘလို့အစင်သင့် ဖြတ်ထားတဲ့ကျိုးနဲ့ဒီဆက်ဆက်လျာနဲ့ဘရန်တို့ကိုခြီးပြီးတော့ခါကြတော့ဓာတ်နဲ့အချင်းချင်းထိုးခဲ့တာတဲ့ဟုတ်ဆရာอืมတော့ဆက်ဆက်လျာကြတော့ဆေးရုံမှာတည်ဆုံသွားပြီမယ်လေဘရိုင်ဟယ်နက်ကကြတော့ဒီနောက်ကျောမှာပေါ့နော်6ကျင်းပေါ့နော်သူကဓာတ်နဲ့အလိုထိုးခံခဲ့ရတယ်ဒါပေမဲ့အသက်ရှင်ပြီးတော့ကျန်ခဲ့တယ်နော်ဘရိုင်ဟယ်နက်ကဒီဒီအမျိုးသားဆိုလို့ရှိရင်ねဟိုအရက်9ပေရှက်လမလောက်ကနေ6ပေအထိရှိနိုင်ပြီးတော့ကောနော် အလေးချိန်ပေါ့နော်ပေါင်225ပေါင်လောက်ကနေပြီးတော့250ခန့်ရှိတယ်ရှိနိုင်တယ်ပေါ့နော်သူကိုခံမှန်းပြီးပြောပြတာပေါ့နော်ဟိုမျက်နှာဖုံးမှာရှိတယ်ဒီမျက်လုံးအပေါက်ရှိတယ်လीအဲ့ဒီအဲ့ပေါက်မှာမြင်လိုက်ရတာကတော့သူကအညိုရင့်အောင်ဇပင်နေရှိတယ်ဆိုပြီးတော့သူကပြောပြခဲ့တယ်တဲ့ဟဲ့လို့နောက်ပြီးတော့ကဒီအာ Brian ရဲ့ကားဘေးမှာပေါ့နော် Zurich အမှတ်သားတက်ဖြတ်မှု၃ခုစလုံးရဲ့ဒီရက်ဆွဲတွေနဲ့စက်တမ29ရက်ဆိုတဲ့ဒီရက်ဆွဲအောက်မှာရေးထားတဲ့ဒါဖြင့်ထိုးခြင်းလို့ခေါ်တဲ့ ဟိုစကလုံးတွေကိုသူကတွေ့ခဲ့ရတယ်တဲ့ကားပေါ်မှာဆိုတော့ဘာနဲ့ရေးထားတာလဲဟိုပါပေါ့ကွာသူကအနက်ရောင်စေးနဲ့အဲ့လိုရေးထားတာတဲ့อืมအဲ့လိုသူက1969ခုနှစ်အော်တိုဘာလ17ရက်နေ့ပေါ့နော်ညာဟိုဆယ်နှစ်မထိုးမီဟိုကယ်လီဖိုးနီးယားပြည်နယ်ဆန်ဖရန်စစ္စကိုမှာဒါဝါရှင်တန်နဲ့ချယ်ရီလန်းဆောင်မှာပေါ့နော်ဟိုတက္ကစီရင်မောင်းပေါ့ပေါ့စတင်းပေါ့နော်သူကကြတော့ဒီသူ့ရဲ့ခီးတွေကနေပြီးတော့ဥကောင်းကိုတက်နက်ဖြင့်ပြတ်တက်လိုက်တာသူကအဲ့မှာလမ်းတစ်ဖက်မှာရှိနေအိမ်ကဒီဆယ်ကျော်သက်အရွယ်မိန်းကလေးတူကသူ့ရဲ့အိမ်မှာ အခြားပေါ့နော်သူနဲ့အတူရှိနေတဲ့တက်တေနှစ်ဦးပေါ့နော်သူနဲ့အတူဒီတနတ်တန်ကိုသူကကြားလိုက်ရတယ်ပေါ့နော်ကားပေါ်ဆင်းပြီးတော့တဲ့ထွက်သွားတဲ့သူကိုလေသူတို့ကောင်းကောင်းမြင်လိုက်ရတယ်တဲ့ဟုတ်အဲ့လိုကသူကရဲကိုဖုံးဆက်ပြီးတော့ဒီအမျိုးသားကပေါ့နော်အသက်25နှစ်ကနေကို30ကြာလူပြုအမျိုးသားဖြစ်နိုင်တယ်ဆိုပြီးတော့ဟိုဖော်ပြခဲ့တယ်ပေါ့နော်နောက်အရက်ကလည်းဟိုငါးပြည်ရှစ်လက်မကနေပြီးတော့ငါးပြည်ကိုလက်မလောက်အထိအရက်ရှိနိုင်တယ်ပေါ့နော်ပြီးတော့ခန္ဓာကိုယ်ကတောင့်တင်းပြီးတော့တဲ့နီညိုယောင်သပင်းအတူနဲ့ဟိုပေါ့အနာကော့အထူး မျက်မှန်တက်ထားတဲ့เนาะဒီနီးနားမှာရှိတဲ့ဒီရေကားတစ်စီးရာလဲပေါ့နော်ဒီအခင်းပြက်ဘွားနေကိုအလင်းမြေမဲတော့သူရောက်လာခဲ့တယ်ဒါပေမဲ့ဒီအခြေအနေကကမောက်ကမောက်ဖြစ်နေတဲ့အခါကျတော့တန်တရားရှိသူကိုသူတို့ကဘလို့ထင်သွားလဲဆိုတော့ဟောပေါ့ African American အမျိုးသားတူအဖြစ်နဲ့ရေကသူကလွှဲမပြီးတော့သူပေါ်ထုတ်လိုက်တာပေါ့ကွာတကယ်ကတသက်เนาะသူကတော်လိုက်တာတခြားစီပဲဟုတ်တယ်အားကြောင့်ကြတာနောက်နေရအောင်အဲလေဟုတ်တယ်ဟိုလည်းအောင်သွားတော့ပေါ့နော် ဟာအဲ့လိုပေါ့မှားရွေးတဲ့ဖော်ထုတ်မှုတွေကဒါဆိုးရတဲ့အကျိုးဆက်တွေကိုတော့ဖြစ်ဆက်ပြီးတော့ဖြစ်သွားတာပေါ့ကွာဟုတ်အဲ့လိုမျိုးဟိုပေါ့နောက်အရာရှိပေါ့နော် Dunfock နဲ့ဒီ Arizal ပေါ့နော်သူကမောင်းနေတဲ့ဒီရေကားကသူတို့နေ့ကမောင်းနေလာတဲ့ရေကားတဲ့လမ်းပေါ်မှာလမ်းလျှောက်နေတဲ့ဟောလူပြူအမျိုးသားတအုပ်နဲ့သူကတွေ့ခဲ့တယ်တွေ့လိုက်တယ်ဒါပေမဲ့သူကဒီရေရရှိ Fock ရဲ့ဖော်ပြချက်အရာပေါ့ဒီဒီအဲ့ဒီလူကအရက်ဟို9ဘီ10လမ်းမှာနော်ပေါင်190လောက်ပေါ့နော်အသက်40ခန်းရှိတယ်ဟိုနီညိုယောင်စပင်းတူနဲ့မျက်မှန်တက်ထားတယ် เนาะไอ้พอပြချက်မှာဒီဆက်ကျော်သက်မင်းကလေးพอပြချက်เนี่ยဒါစင်တူနေတယ်လीဒါခုနဒီအဖြစ်ပြက်တုံမြင်လိုက်တယ်မင်းကလေးပြောတယ်အာနေစင်တူနေတယ်ဒါပေမဲ့သူတို့ကကြတော့ဒီဟော African American အမျိုးသားတူကိုရှာဖွေနေတဲ့ကြောင့်မို့လို့ဒီ frog เนี่ยเอ่อ zero กว่ากว่าဒီအမျိုးသားကိုလစ်လူရှူထားခဲ့ကြပြီးတော့အပန်းချန်ထဲမှာသူပျောက်သွားတာကိုသူကြည်နေခဲ့လိုက်သေးတယ်တဲ့တဲ့ရဆရာအေးလေတဲ့ရဆရာကြီးလေရှိမြင်လိုက်တယ်เนาะတဲ့တန်ဒါကိုလွတ်သွားတာပေါ့ကွာအဲ့လိုမျိုးเนาะသူကဒီ zero ကနောက်ပိုင်းမှာဘာဖြစ်လဲဆိုတော့ စာတွေပို့တယ်ထင်ပါဒီအဖြစ်ပြက်အကြောင်းနေနဲ့ဒါပတ်သက်ပြီးတော့သူအသေးစိတ်မှတ်ချက်တွေပေးထားတယ်သူကနော်သူ front neck zero อ่ะကွာဒါမတိလိုက်ဖယ်နဲ့ဒါဒီနိုင်ငံရဲ့နာမည်ဇိုးနဲ့အကျော်ကြားဆုံးဂွင်းဆက်လူသက်သမားနဲ့တွေးလူစဲစဲသူတော့ဖြစ်ခဲ့တာဒါပေမဲ့ဒီဖော်ပြစာနှစ်ခုကိုပေါင်းဆက်ပြီးတော့ဒါပုံချမ်းရေးဆွဲလိုက်တယ်ကွာဆွဲတဲ့အခါမှာဒီပုံချမ်းอ่ะနောက်ပိုင်းမှာဒီနာမည်ကြီးတဲ့ဒါဘီလိုခေါမလို့ poster တစ်ခုပေါ့ဖြစ်လာတာပေါ့နော်နောက်ထပ်အရေးကြီးတဲ့ဒီအထောက်အထားတစ်ခုကကြောဒီ taxi အတွင်းမှာပေါ့နော်သွေးစွန်းနေတဲ့ level ရအောင်တွေးလိုက်တာ ပြီးတော့ဒီဂျိုဒီကကွာရဲတွေကိုဒါလမ်းကြောင်းလွှဲဖို့လို့အတွက်သူသူတမင်ထားခြင်းဖြစ်တယ်ဆိုပြီးတော့ဒီစာတစောင်းမှာသူအခိုင်အမာထပ်ပြီးပြောထားသေးတာဟိုနှစ်ရက်လောက်ကြာတဲ့အခါမှာတော့ဒီ San Francisco Chronicle မှာ ပေါ့နော်ဒီတက္ကစီရင်မောင်းပေါ့နော်ဒီ Paul Sting ရဲ့ဒီလူတက်မှုအတွက်ကိုပေါ့နော်တာဝန်ရှိကြောင်းဖော်ပြတဲ့စာတစောင်းကိုသူကလက်ခံရရှိခဲ့တဲ့အဲ့ထဲမှာသူကဘာရေးထားလဲဆိုတော့ Sting ရဲ့ဒီသွေးစွန်းနေတဲ့ရှက်အင်းကြီးပါဝင်နေပေါ့နော်ပို့ပြီးတော့ကြောက်စရာကောင်းတာစာထဲမှာသူက ကျောင်းဝကလေးတွေကတဲ့ဟိုပြက်မှတ်ကောင်းတွေဖြစ်တယ်ပေါ့နော်ငါထင်နေတယ်မနက်ခင်းတစ်ခုမှာတော့ဒီကျောင်းဝတစည်းကိုတဲ့သူကဖြက်စီးပြလိုက်အောင်မယ်ပေါ့နော်အင်းကားရဲ့ရှေ့တာရောက်ဦးတဲ့သူပြစ်ချလိုက်ပြီးတော့တဲ့ကလေးတွေထွက်လာတဲ့အခါမှာတယောက်ချင်းစီကိုပြစ်မယ်ဆိုပြီးတော့ကိုသူအဲ့လိုပြောတာလေကဲဆရာကြီးอืมတို့တော့တို့တော့တော်တော်ဆူဆူနေတော့နော်ဆူတယ်ဟုတ်อืมဟိုနောက်ပိုင်းကျတော့ကဒီဘတ်ကားတွေပေါ်မှာအုံပြုတ်နိုင်တဲ့ဟိုဘုံများပေါ့နော်ဘုံများရဲ့ပုံတွေပါသူကထည့်သွင်းပြီးတော့ပေါ်ပြထားတယ်ပေါ့ကွာအဲ့ဆိုအဲ့စာတွေသူကဘယ်နေရာမှာထားခဲ့ရလဲ ပြောတော့ဒီစားတွေရောဒီစားနဲ့ဈေးနေတယ်သူဘလို့ပို့တာလဲမသိနော်။အေးဟုတ်လားတော့တိချာမသိဘူးပေါ့လို့မျိုးနော်။ဟုတ်။အဲနောက်ပြီးတော့ထပ်ပြီးတော့သူကဟို1980ခုနှစ်ဧပြီလ20ရက်နေ့မှာဒီ San Francisco မှာရှိတဲ့ဒီ Chronicle ရုံးကိုသူကလျှို့ဝှက်နီးနဲ့ရေးထားတဲ့စာတစောင်ကရောက်လာတယ်ပေါ့နော်။သူကဘာလို့ရေးထားလဲဆိုတော့ကျွန်ုပ်ဤအမိတီးဆိုပြီးတော့ဟိုကွက်လက်ပေါ့နော်။အဲအဲ့လိုမျိုးစာချောင်းကိုသူကရေးထားတယ်။သူကအဲ့စာရဲ့အယူတော့ဘယ်လိုပြောမလဲ။နောင်မှာပေါ့နော်။နောင်မှာဖြစ်နိုင်ရှိတဲ့ဟိုတန်ကြားရှိသူတွေကိုညှင်းခုန်စရာအချက်တခုဖြစ်လာမှာ။ ဟုတ်လို့အဲဒီဇူရီကကွာ1982ခုနှစ်ပုံပေါ်တော့ဒီသူသူမရက်တက်မီအထီကိုစာတွေဆက်လက်ပြီးတော့ဟိုပေးပို့ခဲ့တာပေါ့ကွာသူက1984ခုနှစ်မှာနောက်ဆုံးစာတစ်စောင်ကိုပေးပို့ခဲ့ပြီးတော့အဲ့ဒီစာမှာသူကလူ38ခုကိုတတ်ခဲ့တယ်ဆိုပြီးတော့ရေးထားပြလေပေါ့နော်ပြီးတော့ထူးထူးဆန်းဆန်းနဲ့ပဲဒီဟိုပေါ့ A06 ဆိုတဲ့ဒီရုပ်ရှင်ပေါ့ဒီ A06 ဆိုတဲ့ရုပ်ရှင်ကိုသူကြည့်ထားတာကိုလေသူကပြန်လည်ပြီးတော့သူကသုံးသပ်ထားတယ်ဒီလားသူအဲ့ဒီဇာတ်ကားကိုတဲ့ငါကြည့်ဘူးတဲ့အကောင်းဆုံး ကတ်တွန်းဆန်တဲ့ဟာတာဇာကားဆိုသူဆိုထားတယ်တဲ့ဟမ်ဘလို့အဲ့အကောင်ဟာနော်ဟုတ်တယ်ကိုလည်းရုပ်ရှင်ကိုကြာ review ကိုကြာသူရနောက်ဆုံးစာမကြီးကိုဘာကြောင့်ခံစားရလဲဆိုတော့ကွာတွေးကြည့်လို့မရဘူးကွာဟင်းသူမှာတငယ်ချင်းမရှိဘူးထင်တယ်နော်သူကဘလို့ပြောမလဲသူနဲ့စကားပြောနိုင်တယ်တခုသေးတော့သူကဒီသတင်းစာရင်းနဲ့ဒီရဲရင်းနဲ့မဖြစ်မဲထင်တယ်အေးလေဟုတ်တယ် ကွာကွာဘယ်လိုပြောမလဲရှေ့ကိုကြော်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်ပေါ့ကွာဒီ2002ခုနှစ်ပေါ့နော်အဲ့မှာ San Francisco ရဲဌာနမှာရှိတဲ့ဒီ Zurich ကဒီ cyber နေကတ်ထားတဲ့ဒစိခေါင်းမှာဟိုအဲ့မှာသူကဒစိခေါင်းကတ်တဲ့ခါသူက the resource ပြီးကတ်တယ်ဟိုကလူတွေလောက်ကြတယ်အဲ့လိုပေါ့ဆိုတော့အဲ့ဒီဒစိခေါင်းမှာ the resource ကနေပြီးတော့သူကမျိုးဗီဇာအချက်လက်ဒစိတပိုင်းကိုသူကထုတ်ယူနိုင်ခဲ့တယ်တဲ့ရှာပွေးထုတ်နိုင်ခဲ့တယ်ပေါ့နော်အဲ့ဒီအချက်လက်ကတဲ့လူတူတွေကိုအတိအကျဖော်ထုတ်ရန်ကိုမလုံလောက်ဘူးပေါ့နော်ဒါပေမဲ့ဖြစ်နိုင်ရည်ရှိတဲ့တန်ရရှိသူတွေကို ဟာပေါ့စစ်စစ်ထုတ်ဖယ်ရှားဖို့အတွက်တို့လုံလောက်တယ်ပေါ့နော်။ဒါတို့နဲ့ပတ်သက်ပြီးတော့အများဆုံးတက်တဲ့အထောက်ထားတွေရှိတယ်ဒါတန်တရားရှိသူတွေကိုဒါအခုကြည့်ရအောင်နော်။အပထမတင်မြင်တဲ့ခုမှကျတော့ဒါသူ့ရဲ့ဖခင်နဲ့ဟို Elban Best Junior ပေါ့နော်။သူကကျတော့ဒီ Zodit Keller ဆိုပြီးတော့ယုံကြည်သူ Gary Stewart ကဖြစ်တယ်ပေါ့နော်။သူကကျတော့ဒီ Gary Stewart ကအားလုံးထဲမှာအနေအရှိဆုံးတိရစ္ဆာန်ပေါ့နော်။ The most dangerous animal of all ဆိုတဲ့စာအုပ်ကိုထုတ်ဝေခဲ့ပြီးတော့ဒီစာအုပ်က ဒီပေါ့ထင်မြင်ချက်ကိုသူကပေါ်ပြထားတယ်ပေါ့နော်ဒီ Oven Bed Junior ကကြတော့ကွာဒီ posting တက်ဖြတ်မှုမှာဒီပေါင်းဆက်ထားတဲ့ပုံချမ်းနဲ့စင်တူတဲ့အသွင်ပြင်ရှိတယ်ပေါ့နော်သူ့နာမည်ကအဲ့သူကကျွန်ုပ်ရဲ့အမည်ဒီဆိုပြီးပါတဲ့လှုပ်ဝက်စာမှာပါတဲ့စလုံးအကြီးတွင်နေသူကကိုက်ညီနေတယ်တဲ့နော်အဲ့ကြောင့်ခုနရှိမှကိုပြောတော့နိုင်ကိုအဲ့လိုဖြစ်မယ်ဆိုတော့နော်ကွက်လက်ပေးထားနေတယ်ပေါ့နောက်ဆုံးတော့ကွာဒီ Steve Walker ကဘာဖြစ်လဲဆိုတော့ဒီ Bass ရဲ့လက်ထက်ခွန်းလမ်းစင်မှာပါတဲ့ဒီ Bass ရဲ့လက်ရည်ကတဲ့ Zulit Kela ရဲ့လက်ရည် ဟိုလက်ရည်ရေးသားမှုတွေကန့်ညီကြောင်းတာအမြင်အားဖြင့်ဟိုတေချာသလောက်ရှိရဆိုပြီးတော့လက်ရည်ပညာရှင်တွေကဆိုတယ်ဆိုပြီးတော့လည်းသူပြောထားတယ်။อืมအခုပြောမှာကကြတော့ဗာ best ကဒီ Zurich ဟုတ်ချင်မှာဟုတ်မယ်ဆိုတဲ့အကြောင်းရင်းနေပေါ့နော်။အဲ့မှာသူကဗာလဲဆိုတော့ဒီ best ရဲ့လက်ထက်စာချုပ်ကိုပြုတ်လုတဲ့ဒီဖះเจ้าကစီမံခန့်ခွဲသူတဦးရဲ့အဆိုအရဆိုလို့ရှိရင်တဲ့ဒီလက်ရည်ကဖုံးတော်ကြီးရဲ့လက်ရည်ဖြစ်တယ်တဲ့ပြီးတော့ဒါဟို best ရဲ့လက်ရည်မဟုတ်ဘူးပေါ့နော်။အဲ့လိုမျိုးပြန်ပြောတော့သူသိလာရတယ်ပေါ့နော်။ အဲ့လိုအကွာဟိုအမြင်အားဖြင့်ဒီတူညီတယ်လို့လက်ရေးပညာရှင်တွေကတုံ့တက်ချက်ကဒါ best နဲ့မဟုတ်တော့ဘဲနဲ့တော့ဖုန်းတော်ကြီးနဲ့ပတ်သက်နေလို့ဖြစ်နေပြီကွာနော်နော်ဟုတ်တယ်နော်ဟုတ်တယ်ဟိုဒါပြင်ကွာ best ကဒီ boxing တက်ဖြတ်မှုမှာတဲ့ဒီ Zurich ရဲ့ဖော်ပြချက်နဲ့ဒါကန့်ညီတော်လေးပဲတဲ့ရခင်တက်ဖြတ်မှု၃ချိန်မှာသူက Zurich ရဲ့ခန္ဓာကိုယ်ကြီးထွားတောင်းတင်ပုံနဲ့ဒီဟိုမျက်မျက်နှာပုံနဲ့ဖော်ပြချက်တွေကမတူပြန်ဘူးတဲ့သူကအဲ့လို Gary Stewart က Parkin ဖြစ်သူရဲ့ DNA ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့တဲ့2000နဲ့ဇူရစ် DNA နဲ့ကိုက်ညီမှုရှိမရှိစမ်းသပ်ဖို့အတွက်ကိုစူးစမ်းခဲ့ပေမဲ့လည်းဟိုစုံစမ်းစစ်ဆေးသူတွေကလိုက်နာခြင်းမရှိခဲ့ဘူးသူကအော်ပေါ့ဒီအမှုခင်းပြုတ်လို့ရန်အတွက်လုံလောက်တဲ့အထောက်အထားမရှိခြင်းကြောင့်ဟိုဆိုပြီးတော့ဒီအဲအကြောင်းပြချက်ကိုသူတို့ပြီးခဲ့ကြရတယ်ပေါ့နော်တော့ Gary Stewart ကဒီကိစ္စဟာဒါရဲတပ်ဖွဲ့ဖုံးဖိထားတဲ့အမှုပဲဆိုပြီးသူပြောတာဘာလို့များအဲ့လိုမျိုးလုံလောက်တဲ့ပုံတော့ဒီအထောက်အထားမရှိမရှိဘူးလို့ဆိုတာလဲနော်ဟုတ်တယ် ဟိုဘာကြောင့်ဒီ DNA နဲ့ဟိုမဆန့်တက်တာလဲပေါ့နော်ဟုတ်တယ်ဟိုပတ်စံကုန်လို့လာပေါ့နော်မဖြစ်နိုင်တာအေးလေနော်တော့ DNA တက်ခွဲကန်းကဒီဟို theory ဆက်သတ်မှုတွေအတွက်ကိုကွာအချိန်မရှိတော့အောင်လုံများနေတာလေဒါဖြစ်နေတာပဲလေနော်အဲ့လိုပဲဆိုတူတူရတာပေါ့နော်နောက်နောက်တစ်ခုပေါ့နောက်ဟိုနောက်တစ်ခုပေါ့ဒုတိယနဲ့အကျော်ကြားဆုံးဒါထင်မြင်ချက်တစ်ခုကကြတော့ကွာဒီဟို Arthur likes Alan ပေါ့နော်သူကကြတော့ Zurich Killer လို့ယုံကြည်တယ်သူက Robert ဟို Gareth Smith ထံကဖြစ်တယ်ပေါ့နော် ဲ့ဒါဘယ်သူလဲဟာလဲအင်တာနက်ဟိုဘောနော်ဒီစုံစမ်းစစ်ဆေးရေးတမလာဒါမှမဲဝါလိုလိုပုံစံနေတာဟွန်းသူကဟိုဘောอืมကိုကိုတက်တော့ပို့ပြီးတော့တေးကြတယ်อืมအဟုတ်ပါပြီအဲ့ဒါပြောပြอืมအမှန်တော့ကဒီလူကဟိုရောဘတ်ဂရစ်စမစ်ကကြတော့ဒီဆန်ဖရန်စစ္စကိုခရိုနီကယ်မှာဒီနိုင်ငံရေးကတ်တွန်းဆရာတူဘောကသူကနော်အဲ့တော့ဇူရစ်ကိုရှာဖွေခြင်းကိုတဲ့သူကဆွဲလန်းလာခဲ့တာဗောနော်သူကသူဆက်စွန်းနဲ့ဟိုတခုကြာဗောနော်ကိုပိုင်သူတင်နာပြုတ်လုပ်ပြီးနောက်ကကြာလို့ရှင်သူကဒီ ဟို Gary Smith ကကြာလို့ရှင်နဲ့ဒီအာ Arthur Lights and Lang ကိုပေါ့နော် Zurich အဖြစ်နဲ့သူကအကြီးကျယ်ဆက်ဆက်နေတယ်ပေါ့နော်သူက Zurich နဲ့ဒီ Zurich and Max ဆိုတဲ့ဒီစာအုပ်နှစ်အုပ်ကိုသူကရေးသားခဲ့တယ်ဒါကတော့ကွာဒီ Arthur Lights and Lang အတွက်ကိုဒီ Gary Smith ရဲ့ထင်မြင်ချက်တွေပေါ့နော်1969ခုနှစ်ပေါ့နော် Lake Barossa မှာဒါတတိယမြောက် Zurich တိုက်ခိုက်တဲ့နေ့မှာ Ellen ကဒီ Lake Barossa မှာ ရင်ငုတ်သွားမှာဖြစ်ကြောင်းပေါ့နော်ရင်ငုတ်သွားမှာဖြစ်တဲ့အကြောင်းပေါ့သူသူ့ရဲ့မိသားစုကိုသူကပြောချခဲ့တယ်ပေါ့နော်အဲ့ဒီညနေခင်းမှာလည်းသူကသူသွေးတွေပေးချင်ပြီးတော့အိမ်ကိုပြန်လာတယ်တဲ့သူကကားရဲမှာလည်းသူကသွေးပေးနေတဲ့ဓာတ်ကိုတွေ့ရတယ်တဲ့နော်ဓာတ်ကိုဒီပေါ့ဒီအကြောင်းကိုတော့ခုပြောပြတာမှတ်မိမယ်ဆိုလို့ရှိရင်ပေါ့ကွာဒီဇူရစ်ကဒီအဲ့နေမှာတော့ဆက်ဆက်လီယိုအာရှစ်ဖတ်ကိုပေါ့ဓာတ်နဲ့တတ်ခဲ့တာလीနော်သူကနှစ်နှစ်ကြာပြီးတော့နောက်မှာပေါ့နော်1982ခုနှစ်မှာဒီ ဟိုအလန်ကပေါ့နော်သူရဲ့တငငချင်းတူဦးဖြစ်တယ်ဟော down shallon ရေပြောပြချက်အရာပေါ့လူသက်သမားကသူ့ကိုယ်သူ zurit လို့ပြောပြီးလူသက်ရှင်ချာဟိုခေါ်ဆိုမတတ်မှတ်ခင်ပေါ့အလန်ကဒါသူ့ကိုယ်သူ zurit လို့ခေါ်ခဲ့ကြအောင်သူတိခဲ့ရတယ်တဲ့ခဏလေးခဏလေးဟင်းသူကသူ့ကိုယ်သူ zurit လို့ခေါ်တာလားဟင်းဟုတ်တယ်ရှင်နေအဲ့ဆိုရင်ကိုတာကအခုကစပြီးရောလေ မဲဝါလည်းစတိလို့ခေါ့နော်အဲဒါဆိုရင်ညီမရဲ့နာမည်ပြောရလဲအဲ့လိုကြီးပြောပြောလာလို့ရပြီပေါ့နော်ပြောလို့ရပြီပေါ့နော်ဟုတ်ပြီဟုတ်ပြီဘာဖြစ်လဲနာမည်ပြောအဲ့လိုကြီးပြောတဲ့သူရှိလို့လားလို့อืมအေးလေနော်အဲ့တော့ဘယ်လိုများသူပြောရလဲတော့မသိပါဘူးကွာအဲ့တော့သူကစာရေးစရာဗျာစရာဆိုလဲထောင်းပြီးတော့ဒါဟိုကလောင်နာမည်လို့လဲပြောလို့လဲရတယ်ပေါ့နော်လို့ပြောပြီးဖြစ်နေရတယ်နော်ဟုတ်တယ်ဟုတ်တယ်အဲ့လိုဖြစ်နေတာနောက်ဟိုနောက်ဒီအချက်လက်တွေကြောင့်ပေါ့ကွာရဲကဒီအလန်ကိုဟိုဒုတိယအကြိမ်မေးမြန်းခဲ့တယ်ပေါ့နော် အဲ့ဒီမှာသူအကြိုက်ဆုံးစာအုပ်က The Most Dangerous Game ဆိုပြီးတော့သူကပြောခဲ့တယ်တဲ့နော်ပြီးတော့လူသားတွေကိုတဲ့လိုက်ပြီးတော့ဒီရှာတက်ဖြတ်တဲ့လူတယောက် အကြောင်းကိုရေးသားထားတဲ့စာအုပ်တုပ်ဖြစ်တယ်ဟုတ်နော်ပြီးတော့ဒီဇူရီရဲ့သတင်းဌာနကိုပြပို့တဲ့ဒါပထမဆုံးစာမှာအဲ့ဒီစာအုပ်ကိုကိုးကားထားတွေပါပါတယ်တဲ့ကဲစိတ်ဝင်စားစရာထက်ဖြည့်ပြီးပြောရရင်ကွာဒီအယ်လန်ကလူသားသမားအတုံးပြူတဲ့ဒီတင်ငေတာပါတဲ့ဇူရစ်အမှတ်တရစိတ်နာယူပါဝတ်ဆင်ထားတာတဲ့အင်းအဲ့လို တော့ရဲတစ်ဖက်ကကြတော့ဒီအလန်ကနောက်နောက်တွဲရင်အိမ်ကိုပေါ့ကွာရှာဖွေခဲ့ရမှာတဲ့ရေခဲတက်တာတွေမှာတဲ့ခွဲချမ်းစိတ်ဖြာထားတဲ့တိလိဆန်ငယ်တွေခွဲစိတ်ထားတာပေါ့ကွာအဲတိလိဆန်ငယ်တွေပြီးလို့ရှိရင်သွေးဆွန်းနေတဲ့ဓာတ်တွေ ਨੇ တော့ဟိုလိမ်မိုင်းဆိုင်ရဲ့ကိရိယာတွေကိုလည်းတွေ့ရှိခဲ့ပေမဲ့လေတဲ့ဒါလူတက်မှု ਨੇ ဓာတ်ရဲ့ပတ်သက်တဲ့ဒီတက်သေးတွေအထောက်ထားတွေကိုလည်းသူမတွေ့ခဲ့ဘူးပေါ့နော်အဲ့ဒီရေခဲတက်တာတွေမှာလေထိုးစမ်းတဲ့အရာတွေကိုထည့်ထားတယ်ပေါ့နော်အဲ့ဆိုရင်ဒီဖြတ်တောက်ထားတဲ့ဒီတိလိဆန်တွေရဲ့ဒီလိမ်မိုင်းဆိုင်ရာကိရိယာတွေ လုံးဝကြီးတကယ်သိကြရပေါ့ဟုတ်လားအဲ့မဟုတ်ဘူးလေကွာလေမန်းဆိုင်ရဲ့ကိရိယာတွေရေခဲတဲ့တုန်းကမရှိဘူးလေရှိနေပေါ့ပို့ပြီးတော့ထူးဆန်းကုန်မှာပေါ့သူသိပါမယ်ဟောလို့တင်နေမဟုတ်ခွဲချမ်းစိတ်ပြဒါလည်းဒီတလိษံတွေကရေခဲတဲ့တုန်းကတွေ့ရတသက်လေမန်းဆိုင်ပစ္စည်းတွေတွေ့ရတသက်ဒါပေမဲ့သူ့ရဲ့နောက်တွဲရေနေမှာတွေ့တာအဲ့လိုအဲ့လိုအဲ့လိုပြီးတော့ကွာ1984ခုနှစ်မှာဒီအလန်ကကလေးတငယ်တွေကိုနော်နှိပ်စက်ညှဉ်းပန်းမှုနဲ့သူကပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီးနောက်တဲ့သူက1003နှစ်ကြာခံခဲ့ရတယ်တဲ့ ဲ့ဒီတိုက်ဆိုင်စွာပဲကောနော်အဲ့ဒီကာလာမှာဇူရစ်တန်မှာစာတွေမရခဲ့ဘူးတဲ့အဲ့မှာသူဟိုထိန်းသိမ်းခံရတဲ့၃နှစ်အတွင်းမှာပေါ့နော်စာတွေမရလာခဲ့ပေါ့ဟိုနောက်1989ခုနှစ်မှာဟို Respondently ဟုခေါ်တဲ့ပေါ့နော်ဒီဟိုပေါ့စန်ဂျိုးအကျဉ်းထောင်အကျဉ်းသားတူကပေါ့နော်ဒီအဲ့လငားတဲ့ဒီ posting ကိုတတ်ခဲ့ကြအောင်ဝန်ခံခဲ့ဆိုပြီးတော့ဒါရက်တဖွဲ့ကိုတော့ပြောချခဲ့တယ်တဲ့တော့ Augusta 1992ခုနှစ်ပေါ့အဲ့မှာကြာလို့ရှိရင်တဲ့ဒီ Belgio စုံတော့ပေါ့နော်ဟို Josh ်ဘဝတ်သူကကြတော့ဒုတိယဇူရစ်တိုက်ခိုက်မှုကိုအမှပေါ့နော်သူကအသက်ရှင်ကျန်ခဲ့ပြီးတော့မြန်တဖုံးမပါဘဲနဲ့ဒီဇူရစ်ကိုမြင်ခဲ့ပြီးတော့တဲ့မိုက်မာဂဲကိုသူကတွစ်ဆုံမြင်မြန်ခဲ့တယ်ပေါ့နော်ဒီမာဂဲကကြတော့ကဒီဓာတ်ပုံတွေကိုပြတဲ့အခါမှာပေါ့နော်မာဂဲကိုဓာတ်ပုံတွေပြတဲ့အခါမှာဆိုလို့ရှိရင်အတာလိတ်အလန်ကတဲ့ဒါသူ့ကိုပြတ်တက်တဲ့လူဆိုပြီးသူကရွေးချယ်ခဲ့တယ်တဲ့ဘယ်လိုလဲอืมဟုတ်တယ်ဒီအချက်လက်တွေကရဲတွေကဒီအလန်နဲ့အိမ်ကိုထပ်မံရှာဖွေခဲ့ကြပြီးတော့ကွာကွာ အခုဒီချိန်မှာတော့ဒါဘုံတွေပြုတ်လုတဲ့ formula တွေနော်တိဆောက်ထားတဲ့ဘုံတွေ ਨੇ ဒီ Zurich killer အကြောင်းပေါ့နော်တစ်ခွေတွေကိုသူကဟိုရှာတွေ့ကြတယ်တဲ့သူကဒီ Elan ကိုထပ်ပြီးတော့မင်းမြဲတဲ့အခါမှာသူကဟိုဘာမှမသိဘူးလို့ပဲသူပြောတယ်တဲ့နေအောင်နေအောင်အဲ့ဒီအိမ်မှာသူကဘုံတွေရောဘုံတို့အဲ့လို season တွေတွေ့ထားပြီးတော့သူ့ကိုမဖမ်းဆီးနိုင်ဘူးလား อืมအဲ့ဒါပြောတာဇိုရကကသူ့စာရရဲ့မှာဒါဘုံလုတ်တဲ့ပုံတွေပါဒါထည့်ထားခဲ့တာပဲเนาะအင်းလေပြီးတော့သူကဒီကလေးတွေចောင်းကားပေါ်မှာဘုံခွဲမဲ့အကြောင်းလည်းသူပြောခဲ့တယ်เนาะအဲ့ဒါကြီးလည်းပြောခဲ့တာဆိုတော့ဟုတ်တယ်တမန်ကွာဒီတနည်းအကြံပါပေါ့နော်1992ခုနဲ့ပေါ့နော်92ခုနဲ့ဩဂတ်လမှာကျတော့ဒီအယ်လန်ကဟိုနှလုံးဖောက်တယ်ဆိုပြီးတော့ထင်ထင်ရတာပေါ့နော်ထင်ရပြီးတော့အိမ်မှာသူကတိတ်ဆုံးနေအောင်တွေ့ရတယ်။ဟုတ်။တွေ့သွားတာ။ဟုတ်။ တော့ဟိုပါဗောအခုဒီ LN ကကွာဒီ Zurich Killer မဖြစ်ရတဲ့အကြောင်းရင်းကိုဒါနောက်ထပ်ကြည့်အောင်နော် Okay ဒီ LN ကကျတော့သူကသူ့ရဲ့ DNA ကွာ Zurich Pepo ရဲ့စီစားတစိခေါင်းမှာတွေ့ရတဲ့တွေးနဲ့ဒါဟိုထုတ်ယူထားတဲ့2002ခုနှစ် DNA နဲ့နိုင်ရှင်ကလိုက်တာဗောနော်အဲ့ဒီမှာတဲ့ဒီသူကကန့်ညင်မှုမရှိဘူးတဲ့အဲဒါပေမဲ့ဒီ LN ကသူ့အစားဗောနော်အခြားသူများကိုတဲ့သူကဒီတစိခေါင်းတွေကိုကတ်ဖို့လို့ဒီရှာနဲ့ကွာသတိစုပြီးတော့ကတ်ကဲလို့အဲ့လိုကခိုင်းနဲ့အလိအထား ော့ရှိတယ်ဆိုလို့ရှင်ပေါ့နော်ဒီ DNA မကိုက်ညီမှုကဖြစ်နိုင်တယ်ဆိုပြီးတော့တော့ယုံကြည်ကြတယ်တဲ့ဒါပေမဲ့လည်းအဲ့ကောင်ကအဲ့လောက်တောင်ညံကောင်းတာလားညံကောင်းတာတော့ဖြစ်နိုင်တာပဲဒီနော်သူတော်တော်လေးညံကောင်းတာလည်းဖြစ်နိုင်တယ်နော်အေးပေါ့အေးပေါ့ဟုတ်တယ်လေဟုတ်တယ်လေဒါ့အပြင်သူက1980ခုနှစ်ပေါ့နော်ဒီရဲတွေက Elon ရဲ့လက်ဖွေရာကိုသူယူဆောင်ခဲ့တော်လဲပဲဒီ posting ဟောပေါ့ဒီမှုခင်းဖြစ်ပေါ်ရနေရမှာပေါ့နော်ပြန်လည်ရရှိတဲ့ဒီသွေးစွန်းနေတဲ့လက်ဖွေရာနဲ့မကိုက်ညီပြန်ဘူးအဲသူတို့ကဒီ ော်အလန်ရလက်ရည်ကိုဒါခွဲခြမ်းစိတ်ဖျားတော့လေဒီလက်ရည်ကဇူရစ်နဲ့လည်းမကန့်ညီပြန်ဘူးပြီးတော့ဒီအလန်က posting အသက်ခံရခြင်းရပုံချမ်းပုံနဲ့လေအနေငယ်မျိုးကိုမတူတော့လေပဲဒီအတာလိအလန်ကဘာလို့ဖြစ်လဲဆိုဆက်ဆက်ရေးဌာနအများစုအတွက်ကိုဇူရစ်လူတက်မှုအတွက်အဓိကတန်တရားရှိသူအဖြစ်နဲ့သတ်မှတ်ခံထားရတယ်ဒါဇူရစ်ဖြစ်တယ်လို့ကျေပြန့်စွာဟိုယုံကြည်ထားတယ်လို့သိရတယ်ပေါ့ကွာอืม နောက်ထပ်ပြောပြမယ်နော်နောက်တတိယဒီဟိုဘသူတို့ထင်မြင်ချက်တစ်ခုပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ဒီအာကယ်လီဖိုးနီးယားပြည်နယ်နော်အစ်ကလွန်မြို့မှာပေါ့ဒါအငိမ့်စားရဲရှာရှိပေါ့နော်ဟိုဟာဗေးဟိန်းပေါ့နော်အဲသူအတူပေါ့သူကကျတော့ဒီဟိုလော်ရန့်စ်ကိန်းကိုယူရီကေလာပြီးတော့ယုံကြည်တယ်သူကိန်းငါတဲ့1962ခုနှစ်မှာပေါ့နော်ကောင်မတော်စာတခုဖြစ်တဲ့အထက်မှာသူကပါဝင်ခဲ့ပြီးတော့ သူ့ရဲ့အပြုတ်မှုပေါ်ဒါတက်ရောက်မှုရှိနေတယ်ပေါ့ဒီကာမတော်စာမှုကြောင့်ပေါ့နော်သူကဘာဖြစ်တာလဲဆိုတော့အုံနောက်ထိခိုက်မှုဖြစ်ထားတာအဲ့တုန်းကနော်အဲ့တော့ဒီစိတ်ပညာရှင်တယောက်ကတော့ဒီ gain ကိုပေါ့နော်ဟိုပေါ့ကိုပိုင်စိတ်ကျိန်နှက်မှုကိုထိန်းချုပ်နိုင်တဲ့စွမ်းရည်ပေါ့ဆုံးရှုံးနေတယ်ဆိုပြီးပြောတယ်ဟိုဒါပြင်သူကဒီ gain ကိုတဲ့ဒီ unit ရဲ့တော့ဒီကျွန်တော်နာမည်ဆိုပြီးတော့လေဟိုရေးတဲ့အတေမလားလျှို့ဝှက်စာမှာလေတွေ့နိုင်နေပေါ့နော်အဲ့ဒီလျှို့ဝှက်စာမှာဒါစောက်ဝိုင်းနဲ့ပတ်ထားတဲ့ဒါ ရှစ်လုံးရှစ်သုံးလုံးပေါ့နော်ရှစ်သုံးလုံးပါတဲ့ဒါရှစ်အမြောက်သုံးကြီးများကျ24ပေါ့နော်အဲ့ဖြစ်ပြီးတော့ဒီကိန်းကအာ1924ခုနှစ်မှာမွေးဖွားခဲ့တာလို့ပြောအာအဲ့ဒါအဲ့ဒါကြီးကတိတ်တော့အတိတ်ပဲတော့မရှိဘူးလို့ပဲနော်ဟုတ်တယ်အဲ့ဒါကိုဒါကိုမဲဟောလေးကြိုက်လိမ့်မယ်လို့မထင်ဘူးကိုလေနော်ဒါပြင်တဲ့ဒီယိုရီပြည့်ဒုတိယသားကောင်ဖြစ်တဲ့ဟို Darling Faring ပေါ့နော်အဲ့သူ့ရဲ့ညီမတယောက်ကပေါ့နော် ဒါဂိမ်းငါတဲ့ဒီဒါလင်းကိုလူတက်မှုမဖြစ်မီပေါ့နော်ရတရပတ်တွေအတင်းမှာလိုက်ပြီးတော့ဒီအမြဲတမ်းအနောက်ဆက်ပေးနေသူဖြစ်တယ်ဆိုပြီးတော့ပြောခဲ့တာဟုတ်အဲ့လိုမျိုးပြီးတော့1969ခုနှစ်မှာဒီ posting အမှုမှာလည်းဒီရဲရရှိတွေကပေါ့နော်ဟို Danfox တရီထားမိတဲ့ဒီ Zurich လို့တန်တရားရှိသူကပေါ့နော်အသက်35နှစ်ကနေ45နှစ်အတွင်းဖြစ်မယ်လို့ဖော်ပြခဲ့ပြီးတော့ဒီ Gain ကကြတော့1969ခုနှစ်မှာဟိုအသက်45နှစ်ရှိနေပြီဖြစ်တယ်ဟုတ်အဲ့လိုအရာရှိဒီ Danfox ကကော အာသူ့ကိုဒါလွန်ခဲ့တဲ့အနှစ်20အတွင်းမှာပြသခဲ့တယ်ပေါ့။ယာနဲ့ချီတဲ့ဓာတ်ပုံတွေထဲမှာဒီကိန်းရဲ့ပုံကလူသက်သမားလို့အာသူတရိယာမိတဲ့ပုံနဲ့အနည်းဆက်ဆုံးဆိုပြီးတော့သူက1988ခုနှစ်မှာသူကဟိုပြောခဲ့တာပေါ့ပြောပြခဲ့တာပေါ့နော်။ကိန်းကကြတော့ကွာဒီမာဆွန်နဲ့ဒီဂယ်ရီကနေပြီးတော့6မိနစ်ခန့်ဒီလမ်းလျှောက်ရင်ရောက်နိုင်တဲ့နေရာမှာနေထိုင်ပြီးတော့ကွာအဲ့မာဆွန်နဲ့ဂယ်ရီဆိုဒီမှာဒီဟိုတက္ဆီရန်မောင်းပေါ့နော်ပေါ့စတင်ရဲ့ကားကိုလူသက်သမားစတင် ဟိုငှားစီးရဲ့နေရာလို့လည်းထင်ရတယ်တဲ့တကယ်တော့ဒီဟောပေါ့လာလကျိုးရဲဌာနမှာပေါ့နော်ကောင်းနှုတ်ချက်တခုမှာတော့တော့စုံစမ်းစစ်ဆေးမှုများအရာပေါ့ဒီခိန်းကနော်ခိန်းကကြတော့ဒီဇူရစ်ရဲ့တားကောင်အများပြားနေထိုင်သည့်ဒုံမဟုတ်တာတက်ပစ်ခံရတဲ့နေရာမှာရှိနေတယ်ဆိုပြီးတော့ဟိုပေါင်ဝင်နေပေါ့နော်ပြောတာနော် အဲ့ထက်ပို့ပြီးတော့ကွာဒါ1980ခုနှစ်ကျတော့ဒီကိန်းကတဲ့ဟို subclick တဟိုးကိုပြောင်းရွှေ့ခဲ့ပြီးတော့အဲ့ဒီနှစ်မှာဒါဇူရီရဲ့တားကောင်တူဖြစ်မယ်လို့ထင်ရတဲ့ဟောပေါ့ Donalisk ပေါ့နော်ထိုဒီအာဒီ subclick တဟိုးမှာပေါ့နော်ပျောက်ဆုံးသွားခဲ့တယ်ပေါ့နော်ဒီ Donalisk ကတဲ့ဒီကိန်းနဲ့အတူပေါ့နော် subclick တဟိုးဟိုတယ်နာဒါတိုက်ဆိုင်စွာနဲ့လုလုခဲ့တယ်တူကအဲ့ဆိုတော့တော်တော်တိုက်ဆိုင်တာပဲနော်ဟွန်းဟွန်းဒါမှရှိသေးတယ်ရှိသေးတယ်ဆက်ပြောပြမယ်ဟုတ် 1990ခုနှစ်ပေါ့မတ်လ20ရက်နေ့ညမှာဒီကယ်လီဖိုးနီးယားပြည်နယ်ပေါ့နော်ပက်တာဆန်အနီးပေါ့နော်အဝေးပြေးလမ်း130နှစ်အပေါ်မှာဒီကက်လင်းဂျွန်နယ်နော်သူ့ရဲ့ကလီးငယ်တွေကကလီးငယ်ပေါ့နော်သူ့ရဲ့ကလီးငယ်ကဒီဇိုရစ်ရဲ့ကားပေါ်လိုက်စီးဘူးအတွက်ကိုသူလှည့်စားခြင်းခံခဲ့ရတယ်တဲ့ဟွန်းသူကကားထဲဝင်ပြီးရနောက်မှာကျတော့ဘာဖြစ်လဲဆိုဇိုရစ်ကဒီဂျုံကိုတတ်မယ်ဆိုပြီးတော့သူမရဲ့ကလီးကိုလည်းပြစ်ထုတ်ပလိုက်မယ်ဆိုပြီးတော့ပြောခဲ့တယ်တဲ့ဟုတ်လား တော့ဇူရစ်ကတော့ကားကိုကွေ့လိုက်မယ်ပြုတဲ့အချိန်မှာဒီကဂျုံကကြတော့ဘာလို့လဲဆိုကားဝန်တွေခုံဆင်းပြီးတော့အနီးနားမှာရှိတဲ့လေခွင်းတွေကိုကလီးနဲ့အတူသူကထွက်ပြေးပြီးတော့လွတ်မြောက်သွားခဲ့တယ်သူကอืมဒီအချို့ကကြတော့ကွာဒီ၎င်းကအာဒီဒီဖြစ်ပျက်ကပေါ့နော်အဒီမပြုတ်နိုင်ပေမဲ့လေဇူရစ်နဲ့တွေ့ဆုံမှုဆိုပြီးတော့သူယုံကြည်ကြတော့လဲပဲတဲ့အချို့ကကြတော့ဒီအဖြစ်ပျက်ကိုဒါဟိုစာတစောင်ကအတီးပြူချောင်းယုံကြည်ကြတယ်ပေါ့ကွာစာထဲမှာတော့သူကဘာလဲဆိုတော့ အဲ့ဒီတော့တဲ့ကျွန်တော်မှစိတ်ဝင်စားစရာကောင်းအောင်တဲ့ကားမောင်းပို့ပေးခဲ့တဲ့မိမနဲ့သူ့ရင်သွေးကအစပြုတ်ခဲ့တဲ့စည်ရင်းလေးရှိနေပြီဆိုပြီးတော့သူကဆိုထားတယ်တဲ့อืมအဲ့လိုမျိုးဒီတွေ့ဆုံမှုအကြောင်းကွာဒီပြောပြရမယ်ဆိုလို့ရှင်တော့ကပြောပြရခြင်းရတော့ပါကွာဒီကက်လင်းဂျွန်ကတဲ့အဲ့ကြံအသက်ရှင်ကြံရစ်နေခဲ့တဲ့ဇူဒစ်ရဲ့ဒီတားကောင်တွေနဲ့မတူဘဲနဲ့ဇူဒစ်နဲ့အချင်းအတန်ကြာဟိုမျက်နှချင်းဆိုင်မြင်တွေ့ခဲ့ရတဲ့သူဖြစ်လို့ပါတဲ့အဲ့ဒါကဟိုအရေးကြီးတယ်ကွာ ရေးကြည့်တယ်။ဘာလို့လဲဆိုတော့လေ तू ကဟိုဓာတ်ပုံတွေကိုပြပြီးတော့ရွေးချယ်ခိုင်းတဲ့အခါမှာဒါသူ့မကိုတတ်ဖို့လို့အတွက်စူးစမ်းခဲ့သူကိုရွေးချယ်နိုင်ခဲ့တယ်လို့သိရတယ်။ဟုတ်။အဲ့ဒါကတော့ तू ကဘာလဲဆိုတော့ Lawrence King ပဲ။ဟုတ်။အဲ့ဒါကတော်တော်ခိုင်မာတဲ့တက်သေးပါတက်သေးပေါ့နော်အဲ့ဒါဆိုနော်။အင်းအင်းဒါပေမဲ့နေုံနေုံနေုံအခုဒီ King ကဒီရွေးတယ်မဟုတ်ကြောင်းကိုတက်သေးပြတဲ့အထောက်အထားချက်ကိုအခုဆက်ကြည့်အောင်။ဟုတ်။ဟုတ်။တော့ပြန်လဲရယူထားတယ်ကွာဒီ2002ခုနှစ် DNA နမူနာနဲ့ ကိန်းရဲ့ DNA တိုက်စစ်မှုကြတော့မကန့်ညီကြအောင်ပြနေကွာเนาะပြီးလို့ချင်းဒီ posting နဲ့အမှုခင်းမှာတွေ့ရှိတဲ့လက်ပွေရာနဲ့ကိန်းရဲ့လက်ပွေကိုဘုလို့ဒါတိုက်စစ်ကြည့်တဲ့အခါကျတော့လေမတူညီအောင်တွေ့ရပြန်တယ်အဲဒါပြင်ဒီကိန်းရဲ့လက်ရေးဟာဒီဇူးဒစ်နဲ့ကန့်ညီမှုမရှိပြန်ဘူးဟုတ်อืมအဲ့ဒါပြင်ကိန်းကကျတော့ဒီအပေါ် Elban Best Junior လေအဲအဲ့လိုပဲအဲ့အဲ့ကတူပဲဒီ posting လူတက်မှုအခင်ဖြစ်ပွားရနေရာမှာရှိတယ်ဟိုလူတက်သမားရဲ့ပေါ်ပြချက်နဲ့ ကိုက်ညီတော်လေပဲတဲ့ပရမမှုခင်၃ခုလုံးမှာဇူရီရဲ့ဟိုခန္ဓာကိုယ်ကြီးထွားဖို့ပေါ်ပြချက်နဲ့မကိုက်ညီပြန်ဘူးကဲကဲအခုဒါတွေအကုန်ကြပြီဆိုတော့ကွာဟိုဘသူလောက်ခဲ့လို့ထင်လဲမဲဝါထင်တာဆိုတော့ဒီနောက်ဆုံး၂ယောက်ကဖြစ်နိုင်ခြင်းအရှိဆုံးလို့ထင်တယ်ပေါ့နော်ဒါပေမဲ့တကယ်အဖြေအကျဒီတရားခံတယောက်ဖြစ်နေပြီနောက်ထပ်ဒီကြံသားကြောင့်သူ့ကိုလိုက်ပြီးတော့ဒီလိုက်တူပြီးလောက်တာများလားပေါ့နော်မဲဝါထင်တာကတော့อืมအဲ့ဒါလည်းဖြစ်နေတာပဲနော်ဟုတ်ဒါအခုစိတ်ထဲမှာလည်းအဲ့လိုပဲဒီ Athletic Island ကပထမ၃ယောက်အတွက် ဟိုလူသက်သမားဖြစ်ဖြစ်လာဖြစ်ပြီးတော့ဗောနော် तू ကရက်လိုက်တယ်ဆက်မတတ်တော့အဲ့ချိန်မှာဒီ Lawrence Kane ကလိုက်အတုခိုးခဲ့တာလို့အခုထင်တယ်อืมအဲ့တော့ဟုတ်နိုင်တယ်မဲဝလည်းလို့ထင်တယ်อืมอืมအဲ့လိုအေးဗောလေဟိုဘယ်လိုပဲဖြစ်ဖြစ်ဗောဒီအမှုကဒါမဖြစ်ရှင်းနိုင်သေးပြီမဲ့တော့ဟိုကံမကောင်းစွာနေပဲဗောနော်မဖြစ်ရှင်းနိုင်ပဲခုတိရှိနေတာဗောနော်อืม ညလေးတော့လည်းဟိုပါနော်ရှုပ်တော့ရှုပ်တယ်ရှုပ်တော့ရှုပ်တယ်နော်ခုနပြောလို့တကယ်လူသက်သမားကစတော့တက်လိုက်ပြီးတော့ခါကြတော့ပဲသူကဆက်မတက်တဲ့အချိန်မှာနောက်တစ်ယောက်ကသူ့လူမျိုးဟန်ဆောင်လို့ဖက်လို့တာတော့လို့လာနော်ပြီးတော့ဟိုတယောက်ဟိုထောင်ထဲရောက်သွားတဲ့အချိန်မှာလည်းဟိုစာရီပို့နေဥစ္စာလည်းမရောက်လာဘူးအေးလေအဲ့ဒါသူတို့ရဲ့ခုနဒီသူတို့ဒီအထိတ်မှတ်တစိတ်တီရောနော်ဟုတ်တယ်ရှုပ်တော့ရှုပ်နေရနော်တော်တော်ရှုပ်တယ်နော်အဲ့ကြောင့်နားထောင်တာတခြားနားထောင်တာအဲ့ကုတာတူပြပြကြတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဒီလားဟုတ်တယ်ဒီထပ်ပေါ်ပြီးစိတ်ဝင်စားဖို့ကောင်းတာလည်းရှာခဲ့ရောရှာပြီးမယ်ရှာပြီးမယ်အခုကတော့တော်တော်ကိုရှုပ်သွားတာကိုကဒါပြောပြမယ်ဆိုဒီကြောင့်ဖတ်တော့ ဘာလဲအဲ့ဒါကိုလည်းကိုမေးနေတယ်ဒါတကယ်ဟုတ်ပါမလားဖြစ်နိုင်ပါမလားဟုတ်တယ်ဒါမှမဟုတ်ဖြစ်တာတော့တကယ်တော့သူတို့တကယ်ဖြစ်ခဲ့တယ်အခုချိန်ထိတော့ဒါအဖြေရှာလို့မရသေးတဲ့အကြောင်းအရာတစ်ခုပဲဖြစ်ပါတယ်เนาะဖြစ်ရှင်းလို့ရတဲ့ပုံစံတစ်ခုပါเนาะโอเคဟုတ်ပြီเนาะစိတ်ဝင်စားတယ်မလားကိုပြောနေတာဟုတ်ပြီဟုတ်ပြီเนาะโอเค ကဲကြုံမောင်မောင်ရောက်ကဒီနေ့မှလည်းဒါဖြည့်ဆင်းလို့မရတဲ့အကြောင်းညာတွေကတခုကိုကျွန်တော်ရှာဖွေပြီးတော့တင်ဆက်ပြောပြပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ဒေါက်တာဒီမှာလည်းဘလို့ထူးခြားတဲ့ဖြည့်ဆင်းနေတဲ့ဖြည့်ဆင်းလို့မရတဲ့အကြောင်းတွေကိုပြောပြပေးအောင်မလဲဆိုတော့စောင့်ကြည့်ပြီးတော့အပေးပါအောင်ခင်ဗျာ။ဟုတ်ပါရှင့်။ကဲကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။ဟုတ်တာ။တာ။